အားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတိုလေးရတော့ဆီယမာကြီးတမ်းမြင့်အောင်ရေးသားထားတဲ့ရှင်တန်မှုတန်စရာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါဦးရှင်။ရှင်တန်မှုတန်စရာဖျားစီရှိမှပိတ်ဖြူစင်ကြယ်ဝတ်ပြီးကြီးစီတနောင်နောင်ထုနေတိုင်းလဲအကုသို့ခင်းတာမဟုတ်ဘူး။ ပေးကမ်းခြင်းသည်အောင်နိုင်ရာဤဆိုတာကနေရာတကာအတွက်လားစိတ်ထားတတ်ရင်မြတ်တယ်ဆိုပေမဲ့ကိုကမြတ်ပြီး သူတို့ကရှုံးသွားရင်ရောကောင်းနိုင်ပါအောင်မလားအဲ့ဒီကလေးတွေရဲ့အနာဂတ်ကို တွေးလိုက်ရင်ကျွန်တော်တကယ်ရင်လေးတယ်မနေ့ကမြို့ရဲလမ်းမေးပလက်ဖောင်းမှာလက်ဖက်ရည်ဆိုင်ထိုင်နေတော့ပြုံးစုကျွန်တော်ခွေးချေဖို့လေးရှိမှာ ်ကလေးတယောက်စောင်းကြောင်ထိုင်ပြီးပါအီးရဲ့ကျွန်တော်ဗိုက်စာလွန်းလို့ပတ်စံလေးတစ်ချက်လောက်ပေးခဲ့ပါဆိုပြီးခြေပမိုးကိုနဖူးနဲ့ထိပြီးကြော့နေတာမပြီးတော့ဘူးအနေရအထိုင်ရခတ်လိုက်တာဗျာတတိလုံးကလည်းအဲ့လိုမျိုးခံရဘူးပြီးပြီတောင်မွေပလီကားကိတ်ကဘတ်စကားပေါ်မှာကားရှိဆုံးဒရိုင်ဘာနောက်က နေရာမှာမတ်တရက်နေတော့ခြေနင်းကုံသားကနေပြီးတော့ခြေောက်ကိုဖတ်ဖတ်ပြီးတော့တကယ်မဟုတ်တဲ့ငိုတန်ကြီးနဲ့တလုံးချင်းတလုံးချင်းရှိုက်ရှိုက်ပြီးပတ်စံတောင်းတဲ့အဖြစ်ခြေောက်ကိုပြန်ရုပ်လို့လည်းမရခြေနဲ့ကန်ထုတ်ရမှလည်းမကောင်းအတော်နေကြတဲ့ကိစ္စဗျာပထမတော့မရှိဘူးကွာလို့ပြောလိုက်မလို့ပဲနှုတ်ကထွက်တော့မယ်ဆဲဆဲမှာခေါင်းငုံကြော့ လိုက်ခိုက်မှာသူ့ရဲ့နောက်ဆေးလုံးလုံးလေးရဲ့အဲ့ဒီနောက်ဆေးဘော်ကရှင်နေတဲ့ဘွေးနှလုံးရည်ကိုမြင်လိုက်ရတော့လက်ကအိတ်ကိုအလိုလိုနှိုက်မိသွားတယ်။အိမ်ကကျွန်တော်သားအငယ်အောင်မှလည်းအဲ့လိုနောက်ဆေးလုံးလုံးလေးနဲ့ဘွေးနှလုံးရှိနေတယ်။ကျွန်တော်လက်ဖွားနှစ်ဖက်နဲ့ပုတ်ပြီးပုတ်ပုတ်ပြီးကစားနေကြနေရပေါ့။ပြီးတော့အရွယ်လေးကလည်းကျွန်တော်သားနဲ့မတိမ်မရင် ျွန်တော်စီကပတ်စံရသွားပြီးတော့တပြက်ဝိုင်းတွေကိုသွားပြီးတော့စောစောကလိုးပဲကတော့ပြီးလိုက်တောင်းနေတာကိုကျွန်တော်လိုက်ကြည့်မိနေပြီးစိတ်ထဲတမျိုးဖြစ်လာတာနဲ့35လမ်းဘက်ကိုစထွက်လာခဲ့တယ်35လမ်းနဲ့ရောက်တော့ဆိုင်ငန်းတစ်ခုရှိမှာလူတွေအုံပြီးစစ်စစ်ငြိမ်ငြိမ်အတန်ကြားလို့ရက်ကြည့်လိုက်တော့အသက်20မပြည့်သေးတဲ့ ခလေးတယောက်ကိုလူတွေ၄၅ယောက်ဝိုင်းပြီးထိုးကျိနေတာကိုတွေ့ရတယ်။ကျွန်တော်လည်းမနေနိုင်တာနဲ့လူအုပ်ကြားထဲဝင်ပြီးတော့စနီးနာကြည့်တော့အလစ်တုတ်တာကိုခိုးတော့ခွတ်နေတယ်ပြီးတော့ဘယ်လွယ်ပါမလဲဆော်ပြီပေါ့တယောက်တစ်ချက်ဇင်းပြေနှပြေမေးလိုက်ရိုက်လိုက်နဲ့ကြာတော့ကောင်လေးဟာမျက်နာကိုလက်လက်ဖွားနှစ်ဖက်နဲ့အုပ်ပြီးတော့ဘယ်ရင်းညာရင်းနဲ့ အလူအလဲရှောင်တိတ်နေတာမြင်တော့ကျွန်တော်လည်းစိတ်မချမ်းသာတော့ဘူးလေဒီပုံတိုင်းဆိုတယောက်ယောက်ဝင်မကယ်ရင်ဒီကလေးအချိန်နေဟာမတွဲဝင်စရာတော့မရှိတော့ဘူးတွဲဝင်စရာတော့မရှိတော့ဘူးကျွန်တော်ရှိကိုခြေတလန်းတိုးပြီးတော့ဟေးဟေးတော်ကြတော့ရုတ်တရက်ထွက်လာခဲ့တယ်ကျွန်တော်အတန်းကြောင့်လူတွေအားလုံးရဲ့အာယုံဟာ ကျွန်တော်စီကိုရောက်လာခဲ့တယ် ခမရတို့ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲသူတခုခုဖြစ်သွားရင်ခမရတို့ပြဿနာတက်မှာပေါ့သူ့မှာပြစ်ရှင်တက်ဆိုင်ရအောင်ပို့လိုက်ပေါ့ဗျာဒီလောက်ကြီးတော့မလုပ်ကြပါနဲ့လူတွေအားလုံးငြိမ်သက်တူဝေသွားကြတယ်အဲ့ဒီခိုင်မှာစောစောကအလစ်သမားလေးသူ့မျက်နာပေါ်ကလက်ဖွားတွေကိုဖယ်ပြီးဖူးရောင်စားပြုတ်နဲ့မျက်ခုံအောက်ကနေပြီးတော့မျက်လုံးတွေနဲ့ကျွန်တော်ကိုဆူဆူဝါးဝါးကြည့်ပြီးတော့ ရံဘက်တယောက်လိုဆက်ဆံလိုက်တဲ့အပြုမူဟာကျွန်တော်ပါဇက်ကိုအဟောင်းသာဖြစ်သွားစေပါတယ်။ခမရနဲ့ဘာဆိုင်လို့ဝင်ပြောရတာလဲဗျ။ခမရပြောစရာမလိုဘူး။အကိုတို့ရဒီလူကြီးပြောသလိုမလုပ်လိုက်နဲ့နော်။ဒီမှာရင်ကျွန်တော်တို့အကိုတို့ကျွန်တော်ကိုစိုက်သလိုလုပ်ပါ။တက်ပြစ်ရှင်လဲတက်ပြစ်ကြပါ။ကျွန်တော်ရှိခိုးပါတယ်နော်။ဘယ်ကုန်းမှမပို့ပါနဲ့။မရှိလုံးလို့ခိုးရတာပါ။ ပြောပြောဆိုဆိုထိုင်ကြော့နေတော့ဘေးကတယောက်ကလည်းကန်ထဲလိုက်ပါလေရောမရှိရင်ဗျောင်ဖွင့်တောင်းပေါ်လားကွာခိုးရသလားကျွန်တော်စိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်လာခဲ့တယ်မရှိလုံးလို့ခိုးရတာပါတဲ့တယောက်ကလည်းမရှိရင်ဗျောင်ဖွင့်တောင်းပါလားတဲ့ဗျောင်ဖွင့်တောင်းတော့ရောပေးပါမို့လို့လား ဒီနေရာမှာပဲကြိုက်တယ်လို့လုပ်ပါတက်ပြစ်ချင်လဲတက်ပြစ်ပါတဲ့မသိရင်တော့နောက်တစ်နေ့ထွက်ခိုးမယ်ပေါ့အမမဒီလိုမဖြစ်သင့်ဘူးအနေထားအလုံးကလွဲချော်နေတယ်ဒီမှာဒီမှာညီလေးရွှေကုံရုံအောက်ကနေကုံတိုက်ဘက်ကိုကူဖို့အပြင်နေတော့လူချင်းကပ်ပြီးလမ်းခေါ်လိုက်တဲ့အတန်ကြောင့်ကျွန်တော်ခြေလမ်းတွေတုံဆိုင်သွားခဲ့ပါတယ် ။တီတာစိတ်ကိုဘလောက်ရှောက်ရအောင်မလဲ။အဝေးကြီးကြံသေးလား။အကွက်မပေါ်တဲ့ပစိုးနဲ့တိုက်ပုံခင်းညင်းညင်းဝှက်ထားတဲ့လူတယောက်။ဝေးတာပေါ့။အရှိကကားကြီးကနေဆိုရင်ဆက်နှစ်ကားကိုစီးသွားရင်တန်းရောက်တယ်။လမ်းလျှောက်နေလို့ကတော့တော်တော်နဲ့ရောက်မှာမဟုတ်ဘူး။အဲ့ဒီလူကိုလမ်းညွန်ပေး ကုန်တိုက်ဖက်ကူပြီးပလက်ဖောင်းပေါ်ကဆိုင်လေးရှိမှာ။ ဘလာစာအုပ်ဝယ်နေတော့စောစောကလူကအနာကပ်လာပြီးတော့ ကျွန်တော်လက်မောင်းကိုဖျက်ခနဲစုပ်ကိုင်ကဒီမညီလေးအကိုအဲ့ဒီကိုသွားဖို့ကားကမရှိလို့တကြက်လောက်အကူညီခဲ့စမ်းပါအကိုကတရောင်းစားမဟုတ်ပါဘူးညီလေးရာကျွန်တော်ရှောရှောရှိချူပဲငွေတကြက်ထုတ်ပေးလိုက်တယ်ဟဲ့တော့အဖေလဲဘလာစာအုပ်တွေဝယ်ခဲ့တယ်တမိတော်ဝယ်ပြီးသွားပြီအဖေရဲ့ မနေ့ပြန်လာပြင်းနေအတွက်အမေတစ်တီးဝယ်ခိုင်းလို့တခါတည်းဝင်ဝယ်ခဲ့တာပိုးတော့လည်းတင်ထားလိုက်ပေါ့တမီးယာနောင်သုံးလို့ရတာပေါ့ဒါနဲ့အဖေကိုပြောပြရအောင်မယ်ပဇုံနောင်စီဈေးရှိတစ်တီးတွေရောင်းနေဆိုင်မှာပေါ့တမီးတည့်ရတီးဝယ်နေတုန်းမှာဘာကြီးတယောက်ကတမီးရဲ့မနေ့ပြန်လာပြင်းနေတစ်တီးဆုံးလေးကတ်ရှင်လို့ငွေမပြည့်လို့နှစ်ချက်လောက်လှူပါဆိုပြီးအလှခံတော့ မီးလဲလှူလိုက်တာပေါ့စူရီဘေဘီအိပ်ပါကြီးထွက်သွားတော့မှဈေးတယ်ရဘာလို့ပေးလိုက်ရတာတုန်းနဲ့အဲ့ဒါအရက်တော့ဖို့တောင်းတာတဲ့ဟိုမှာကြည့်ပါလားဆိုပြီးမင်းငော့မြတော့မင်းငော့ပြတော့ဟုတ်တာပေါ့အဖေရဟိုဘက်ကလန်ကူပြီးတုတ်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 နဲ့ရက်ဆိုင်ထဲဝင်သွားတာအမယောအဖေရဲ့လိန်စရာရှားလို့လူကဖြင့်သပင်းဖြူနေပြီတော်ပါသမီးရပြောမနေနဲ့ သူ့အကူတူနဲ့သူသွားပါလိမ့်မယ်ပြောမယ်သာပြောရတယ်ကျွန်တော်လဲအပြန်ကားပေါ်မှာတနှုံနှုံဖြစ်လာခဲ့တယ်မှတ်တိုင်မှာကားမထွက်ခင်လမ်းမီပလက်ဖောင်းပေါ်ကမှတ်မိနေတဲ့အတန်တန်ကြောင့်ခေါင်းပြူကြည့်ပြီးတော့ကုန်းတိုင်ပေါက်မှာကျွန်တော်တကြက်ပေးခဲ့တဲ့လူပဲအမျိုးသမီးကြီးတယောက်ကို အမတီတာစိတ်ကိုရက်ဟိုတော်တော်ဝေးသလားယင်းနဲ့ စကားဆက်လို့တတိယသေးတဲ့အဖေကတနေ့ကဒေါ်လေးနဲ့သမီးရုပ်ရှင်သွားကြည့်ပါလေရောလားရုပ်ရှင်ရုံကထွက်လာတော့စူးလီလမ်းဘက်မှာမိမတယောက်ရဲ့ចောင်းဝတ်ဆောင်ဟောင်းလေးဝတ်ထားတဲ့ကလေးတယောက်ကိုလက်ဆွဲလို့လေသမီးတို့ကိုဝမ်းသာအားရနဲ့ဟဲဘဲကလာကြတာလဲလို့ရင်းရင်းနီနီနှုတ်ဆက်တယ်ဒေါ်လေးကအကြောင်းတောင်တောင်နဲ့ဟိုးဘက်လှဲ့သွားတော့သမီးကမမှန်မိပေမဲ့ အနာပါနာနဲ့ရုပ်ရှင်လာကြည့်တာလို့ပြန်ပြောလိုက်ရတယ်။သမီးစိတ်ထဲမှာမမှတ်မိတဲ့တီဟောင်ကျွဟောင်လားလို့စိတ်ထဲကထင်လို့ဖြေလိုက်တာပါ။သူကရောင်နှန်းနာဖြစ်နေတဲ့သမီးကို အားလုံးနေကောင်းကြတယ်မဟုတ်လားတဲ့။အတော်ပဲညီမလေးရဲ့ဒီမှာနိနိနိတူလေးကျောင်းစာအုပ်လာဝယ်တာငွေလေးနည်းနည်းလိုနေတာနဲ့အတိရှာနေတာအမကောင်နည်းနည်းလောက်ကူညီစမ်းမအောင်တဲ့။ မီးလည်းဘာလို့ရမှန်းမသိတာဖြစ်နေတော့ဒေါ်လေးကပတ်စံအပူမပါဘူးကဲလာလာဆိုပြီးတော့တမီးလက်ကိုဆွဲပြီးထွက်လာခဲ့တယ်ခက်လန်းလန်းရောက်မှအဲ့ဒီမိမကဒီလိုပဲအကြောင်းရိုက်ပြီးတောင်းနေကြမကြုံဝူးရင်အာနာပါနာနဲ့ပေးမိတာကြီးပဲငါတော်ဟိုနေ့ကခံလိုက်ရတယ်ခံလိုက်ရပြီးပြီတဲ့ဒေါ်လေးကဒုက္ခပါပဲအဖေရေလူတွေကလည်းဘာတွေရှောက်လုံနေကြလဲမသိဘူးနော် ူတို့ပဲမျက်နှာပြောင်တိုက်ကြတယ်တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့ညနေကအဲ့ဒီနေ့ညနေအရင်ရောက်မှသမီးစီးပြောလိုက်တဲ့ဇာတ်တွေကတဏီကုံ အတွေ့အကြုံတွေကိုထပ်နိုးဆွလိုက်သလိုဖြစ်ပြီး ကျွန်တော်စိတ်တွေထွေကုံတော့တာပါပဲကြည်စံမေ့နေလိုက်တာအဖေတငယ်ချင်းကြပြဆရာလေးမရနဲ့တွေ့တယ်ဟိုကြပြဆရာလေးမရလေး နာမည်တော့ပါဇက်ဖျားလေးတွေဟိုဟိုစောက်လဲချုပ်တာရောထားပါတော့သိပါပြီပြောမှသာပြောစမ်းပါအဖေမာထားတဲ့စောက်တွေရပြီတဲ့မနှက်ပြန်လာယူပါတဲ့မှားလိုက်တယ်မနေ့ကကိစ္စတွေကိုဒီကနေ့ဆက်ဆွေးနွေးဖို့အကြောင်းက ဖန်လာပြန်နေအဲ့ဒီတောင်းရခြင်းကိစ္စအတွေ့အကြုံကကြပြဆီယာနဲ့ဆီယာမကိုမိသက်ရှိလက်ဖက်လက်ဖက်တုပ်ဆိုင်မှာ အဲ့ဝပြူရကစတာပဲလို့ပြောရမှာပါပဲထွက်လာကြတော့ကတော့လက်ဖက်ရည်ဆိုင်ထိုင်ကြဖို့ပဲခေါင်းစင်နေလीနောက်မှလက်ဖက်ရည်မကြိုက်တဲ့ကဗျာဆီယာမကိုအကြောင်းပြုပြီးတော့အတုတ်ဆိုင်ဘက်ခြေဦးလှည့်ခဲ့ကြတယ်ဒီမာရင်ဇက်လန်းကစတော့တာပဲလက်ဖက်တုတ်နဲ့မြင်းခွာရက်တုတ်ပကံတွေကိုစပွဲတို့လေးကလာချပြီးလှည့်ချက်သွားရုံရှိသေးတယ် 9နှစ်6နှစ်ရွယ်ကလေးမလေးတယောက်ကကျွတ်ကျွတ်ရင်တေးသေးလေးကိုလက်နှစ်ဖက်နဲ့ထိုးခိုင်းရင်အတုပ်လေးနင်းနေလောက်တဲ့သုံးယောက်စလုံးမကြားဟန်ဆောင်ပြီးတော့ရင်းနှွေးငဲတောက်သူကတောက်စကားပြောသူကပြောမတုံမလုံနေကြတော့ကလေးမလေးကကြပြဆီယမလေးနာအတင်းကပ်ပြီးတော့အန်တီနင်းနေပေးပါနော်ပိုက်စာလို့ပါအန်တီရဲ့လို့ထက်ခါထက်ခါပြောပြီးပေကက်ကက်နေတော့မှာ ။သူမအနေရခက်လာပုံပေါက်ပါတယ်။ဘယ်သူမှမစားရသေးတဲ့အတုတ်ကိုလည်းမပေးခြင်း။မပေးမချင်းပေကက်ကက်နေတော့မယ်ခလေးကိုလည်းထွက်သွားစေခြင်းမုံနဲ့ခဏနေတော့ပတ်စံတစ်ချက်ထုတ်ပေးလိုက်ပါ။လိုက်တော့မှခလေးမလေးကတစ်ဖက်ဝိုင်းကို ကူးသွားတော့တယ်။အဲ့ဒါကိုမြင်ပြီးကျွန်တော်ကမနေ့ကဖြစ်ပျက်ကြားနာခဲ့ရတဲ့အကြောင်းတွေကို ပြန်ပြောဖြစ်သွားတာအဲ့ဒီမှာတင်ပဲကို့ထက်ပိုတွေ့ကြုံရှိနေတဲ့ကြပြဆရာက မပေးနဲ့ဗျအကျင့်ပါတယ်ကျုပ်ကတော့အဲ့ဒီကိစ္စကိုလုံးဝအားမပေးဘူးအထူးသဖြင့်ကလေးတငယ်တွေကိုပိုးတောင်အားမပေးဘူးမိဘတွေကအချောင်စိတ်တဲ့မွေတိုင်းကလေးတွေကိုအညွန့်ချိုးနေကြတာကျွန်တော်တို့လူမျိုးတွေရလည်းလေတိတ်ပြီးကျင်နာတနာထက်ကြတော့အချောင်သမားတွေတိတ်လှုပ်ရှားလို့တိတ်ကောင်းတာပေါ့ဗျာကျွန်တော်ကတော့သားသမီးချင်းကိုချင်းစာပြီး ြင်ထဲမှာမကောင်းဘူး။မနေ့ကဆိုဘလို့မှတင်းခံနေလို့မရတော့ဘူး။မြင်မြန်ထွက်သွားရင်ပြီးရောဆိုပြီးထုတ်ပေးမိလိုက်တာ။သားသမီးချင်းကိုချင်းစာလို့ကို မပေးချင်တာပေါ့ဗျာ။ဒီကလေးတွေကလှုပ်အားဆိုတာနားလည်ခွင့်မရှိတော့ဘူး။လက်ဖြတ်ရင်ပတ်ဆံရတာပဲဆိုပြီးအတိကအယိုးထဲဆွဲသွားတယ်။သူတို့မွေးလာမယ့်သားသမီးတွေကြရင် ီလိုခိုင်းမစားဘူးလို့ခမရပြောနိုင်မလားပြောနေတော့မှာပဲအသားမဲမဲဂျီထက်ထက်နဲ့ခလေးတယောက်ကျွန်တော်တို့ထိုင်နေတဲ့ခွေးချေပူလေးပြီးမှစောင့်ဆောင်ထိုင်ပြီးခွက်ဆုပ်တစ်လုံးနဲ့ခုံကြီးတလို့ညီပြီးတောင်းနေလိုက်တာတော်တော်နဲ့မထွက်တော့ဘူးတငယ်ချင်းကလက်ခါပြပြီးအကြာကြီးနေတော့မှထွက်သွားတယ်ပြီးတော့နောက်တယောက်ပြီးတော့နောက်တယောက်ပြီးတယောက်ပေါ့ ဟဲ့ကောင်နေသွားစမ်းကွာသွားစမ်းတခါလိုက်ဒီတခါလိုက်ရိုက်ထုတ်ဝင်မင်းတို့ဆိုတော့မှအားလုံးပေဆောင်ပေဆောင်နဲ့ထွက်သွားကြတယ်အဲ့ဒီတဲကမှရှင်မင်းအင်းကြီးလက်ကင်ပြတ်နေဆက်ထမင်းအစုပ်ကလေးဝတ်ထားတဲ့ခြားတိမ်မက မကြတကြလေးပြောသွားတယ်မမိုက်ပါဘူးဟာတဲ့ကဲအဲ့ဒါပဲကြည့်တော့ဒီကလေးတွေစီမှာ အချောင်စိတ်တဲ့ဒီဘလောက်အယိုးဆွဲနေတယ်လဲဆိုတာဟုတ်ပါရဲ့ဗျာခမ ्या ပြောသလိုအတောင်းခံရတဲ့လူတွေအလုံးဘသူမှအကျင့်လုပ်ပြီးမပေးကြရင်ကောင်းမယ်နော်ဒါပေါ့ဗျာဒီလိုများညီရင်တို့ကြာရင်တော့စိတ်ကုံသွားကြပြီးဘသူမှ တောင်းစားရကောင်းမှသိပါမဟုတ်တော့ဘူးတောင်းစားလို့မရလို့ခိုးဝက်ပြီးတခိုးတွေကခိုးဝက်ပြီးတခိုးလေးတွေခပိုင်းနိုင်လေးတွေဖြစ်သွားတော့ ရှင်ပါတက်နိုင်မှာတော့ကဗျာဆီယာမကဝင်ပြောလိုက်တော့ဒါကတော့ကွာဒါကတော့တွေဘာတွေလုံမနေနဲ့ဒီကိစ္စကရှင်လုံးလို့ရတဲ့ကိစ္စမဟုတ်ဘူးဒီတော့ဘာမှတိတ်ကြီးကြီးကျယ်ကျယ်တွေစဉ်းစားမနေနဲ့ကိုပေးခြင်းပေးမပေးခြင်းမပေးနဲ့ဒါပဲပေါ့အာ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 ရုပ်တရအနည်းကပ်ပြီးမပီမတဘလုံးပထွေးတန်ကြောင့် ရောလာစာစကားတွေကိုရက်ပြီးမော့ကြည့်လိုက်တော့ငါတစ်တာဘူးကုန်အစုပ်ကိုကင်ပြီးတော့မမကြီးရက်နေတယ်ပြပြဖြူဖြူနဲ့ဆုတ်ဆုတ်ပြပြလူငယ်တယောက်က ခွက်ကိုထိုးခံရင်းလက်ဖက်တော့ပကံကိုမျက်လုံးပြူးပြူးပြီးမင်းငေါ်ပြနေပုံကကြောက်เสียရပင်ကောင်းနေသေးတော်သည်နှခမ်းမွေးမုတ်စိတ်မွေးများကထိုးထိုးထောင်ထောင်ညီကြီးချင်းစပင်ကဂုတ်ပေါ်မှာအလေးလေးနှခမ်းကထူထူ သွားကကြဲကြဲစစ်ကြဲတိုးနန်းနန်းအောက်ကပိုက်သားတွေကလည်းစူထွက်ပြီးတော့တင်းပြောင်နေတာပဲအအအအအဟဲ့ကောင်သွားသွားလုံမနေနဲ့မင်းเจ้าကမသိဘူးမှလို့လားခြာကလေးလက်ထွက်သွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီးတော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်မေးလိုက်တယ်နေပါဦးအဲ့ဒီလူကတကယ်အနေရလားမဟုတ်ဘူးလားဘယ်ဟောက်ကမှလဲကွာ တလောဟာငါတို့အလုတ်တိုက်ရဲ့နောက်ဖေးလမ်းကြားရဲ့အပေါ်သွားတော့ကဂေါ်လီပြစ်နေတဲ့ခလေးတွေကတကယ်အာအကြီးမတ်လို့သူပြောသလိုအာအီအီနဲ့လိုက်ဆလို့ငါနဲ့ကင်တုတ်လိုက်တာပီပီတတကြီးကွာပြီးတော့နောက်ကနေလိုက်ရိုက်လို့ခလေးတွေကထွက်ပြေးလိုက်ကြတာဟေးဟုတ်လားတကယ်လဲဒုက္ခိတာမဟုတ်ဖယ်နဲ့ဒုက္ခိတာရောင်ဆောင်ပြီးတောင်းရနေကြတာလေကွာအရင်တခါသူမျက်စိ ထိခိုက်မိတော့ကဒုနှစ်ယောက်ပါစာဖလာပါစာဖလာမျက်စိနားနှာခေါင်းဆေးရုံမှာသွားပြတော့ကလည်းဒီလိုပဲမိမတယောက်ကဆေးရုံကမှလက်ကိုပတ်တီးစီပြီးတော့လယ်ဘေးမှာတိုင်းလို့မနက်ကမှဆေးရုံကဆင်းတာပါအိမ်ပြန်စရာလမ်းစိတ်မရှိလို့ကုညီကြပါဆိုပြီးရက်တောင်းနေတာတွေ့ခဲ့တယ်နောက်တစ်ပတ်ထပ်ချင်းလို့သွားပြတော့လဲအဲ့ဒီပုံစံနဲ့ပဲအဲ့ဒီအတုံးတုံးနဲ့အဲ့ဒီအတုံးတုံးတိုင်းပဲ မတိတဲ့လူတွေကတော့ပေးတာပေါ့ကွာမျက်စိစေးုံနဲ့လက်ကပတ်တီးနဲ့ဘာဆိုင်လို့လဲကွာအဲ့ဒါနဲ့မင်းတို့မိသားစုတွေလက်လက်နေတဲ့စုံလုံလုံကဝေလုံလုံမိမအကြောင်းပြောလိုက်ဆမ်းမအောင်ကွာကဗျာဆရာကသူ့အမျိုးသမီးကိုတလဲစကားဦးပြောင်းပြီးတော့ကျွန်တော်ကပါလှုပ်ဆမ်းမအောင်ဗျာခမည်းတော်ကတဲဆုံမလားဆိုတော့ကဗျာဆရာမက ဲ့ဒီမိန်းမကတကယ်ကြောက်စရာကောင်းတာအယုတ်လည်းမဆိုးပဲနဲ့သူ့မျက်လုံးတွေကခက်တင်တင်စိတ်ထားတဲ့နှကန်းတွေကလူကိုဖမ်းဆားတာရှင်လူပုံကတော့ဖြူဖြူသေးသေးပဲစပင်တချို့ကပခုံးပေါ်မှာကဘိုကရေကြလို့သူကည၈နာရီ၉နာရီဝန်းကျင်လောက်မှာရောက်ရောက်လာတတ်တယ်ခလေးတယောက်ကိုချီပြီးအိမ်ရှိမှာဘွားကနေပေါ်လာပြီးပတ်စံတစ်ချက်ပေးစမ်းပါလို့တလုံးချင်းပြောပြီး စူးစိုက်ကြည့်လိုက်တဲ့နေရာမှာသူ့ရုံနဲ့သူ့မျက်လုံးတွေမကဘူးမာထန်ပြီးထွက်လာတဲ့အတန်ကပါကြောက်စရာကောင်းတယ်သွားပါအောင်နော်လို့ပြောလိုက်လို့ရှိရင်လေချက်ချင်းထွက်မသွားပဲနှကန်းကိုတင်းတင်းစီပြီးအကြာကြီးစိုက်ကြည့်ပြီးမှသွားပါအောင်ဟုတ်လားဟင်းရတယ်လို့ပြောသွားပုံကငါအကြောင်းတိတိတာဘောလို့တုံးသွားတယ်လို့ပဲချက်တီးကိုဖြန်းကနေထထသွားတာပဲ ဟာဗျာအဲ့ဒါကစိတ်ချစိတ်ဆင်ရေးစစ်ဆင်ရေးကွာမွေးကိစ္စကလေးလေးကိုဂျင်ဝင်ထဲမှာပိုက်ပြီးနနွေးနေဝါထိန်နေတဲ့မိနေတဲ့ပေါက်စားတွေကြည့်အောင်မလားအမှန်တော့ကလေးမေရီစီကနေနေ့တွက်နဲ့ငှားပြီးတော့နနွေးလိမ့်ပြီးကလေးဖေထောင်ကြနေလို့ပါကလေးနေစင်နာစင်နဲ့တေသွားလို့ပါသွေးနုနုနဲ့မလုံနိုင်မကင်နိုင်လို့ပါ လှူပါတန်းမာနဲ့စီးပွားရှာနေကြသူတွေပေါ့တို့တွေမှာတော့ကလေးတယောက်မွေးပြီဆိုအလုတ်ပြက်အကိုင်းပြက်နဲ့ပြုစုစောက်ရှောက်လိုက်ရတာသူတို့များကြတော့လေဟန်ကုန်ကြလို့အရင်နည်းများတော့ရလိုက်တယ်လို့ပဲဖြစ်လျာဘွားတိုင်းမှာသူတို့ဘိုက်ထဲမှာတော့လူမဖြစ်ပါစေနဲ့ကွာဒီချက်ပေါ်ပြီးရင်သာစရာကောင်းတာက နနစ်သုံးနှစ်ရွယ်ကလေးတွေကိုကိုတုံးလုံးချို့ဗာမီတုံတွေတိုက်ပြီးတော့နေပူကျဲတဲမှာ ရှေ့မှာခွက်တလုံးချပြီးတိတ်ထားတာကရှိသေးတယ်လူတွေကတနာပြီးပတ်စံထည့်သွားကြညနေကျသူတို့မိဘတွေကလာသိမ်းသွားကြနဲ့ဒီကလေးတွေဘဝကတကယ်ရင်နာစရာကောင်းတယ်တကယ်တမ်းကလေးတွေကိုတနာရင်မထည့်သင့်ဘူးကွာပတ်စံရမှန်းသိနေရင်ဒီကလေးတွေဟာဒီဝဒုက္ခကနေဘယ်တော့မှမချွတ်တော့ဘူး ဘသူကားမှတပြားမှမထည့်ရင်ကြာရင်အလိုလိုသူတို့အလို့ပြုတ်သွားကြလိမ့်မယ်စိတ်ပါလက်ပါနဲ့ဒေါသတကြီးပြောနေတယ်တငယ်ချင်းကိုကြည့်ပြီးကျွန်တော်ပါဇက်အဟောင်းသားဖြစ်နေခဲ့တယ်အမှန်တော့အဲ့ဒီမိဘတွေစိတ်ထဲအောက်တန်းကြတိုင်းသူတို့ရဲ့အကျင့်တွေဟာသူတို့ရဲ့မျိုးဆက်တွေကိုတဖြည်းဖြည်းကူးဆက်ကုန်ကြတာပါပဲကြာရင်အဲ့ဒီလူအဖွဲ့စီဟာတဖြည်းဖြည်းကျယ်ပြန့်လာမှာစိုးရတယ် အဲ့ဒီလူတွေရဲ့လူမှုဘဝအဆင်အတန်းနဲ့စိတ်ဓာတ်မြင့်မရေးကိုတနည်းနည်းနဲ့တော့ပြုပြင်ပြောင်းလဲပေးတင်နေဗျ။တော်ပါတော့ရှင်။အဲ့ဒီကိစ္စကိုကျမတို့သုံးယောက်စလုံးဘယ်သူမှ လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ကိုမပေးချင်မပေးနဲ့။ကျမပြောပြီးပြီပဲ။ကိုမပေးလဲသူများတွေကဆက်ပြီးပေးနေတော့ရှင်းတန်းနေတာပေါ့ကွ။ဒီတော့ရှင်ကဘာလုပ်ချင်လို့တော့။ဘာလုပ်လို့ရမှာလဲကွ။ ဒါဆိုချိန်ယုံခံပြီးဘာလို့ပြောနေသေးလဲ။ကဲသွားကြစို့။ရင်းထဲမှာမရှိမရှိနဲ့လူချင်းခွဲခဲ့ကြတယ်။စုလေကားကမှတ်တိုင်မှာကားဆောင်ရင် secret secret နဲ့တကြားလုံးပန်းတကြားလုံးတွေကိုဘန်းကလေးနဲ့လွယ်ပြီးရောင်းနေတဲ့ကလေးငယ်တယောက်ကိုတွေ့တော့မလူအပ်သေးပဲအတော်များများလေးအားပေးလိုက်မိသေးတယ်။စုလေကနေစီလာတဲ့38အမြန်ကားလေးဟာ ပဇွန်အောင်စာတိုက်မှတ်တိုင်မှာအတော်ကြာကြာရက်ပြီးလူဆောင်နေခဲ့တယ်။အဲ့ဒီအချိန်မှာ ကျွန်တော်ရဲ့ကြောပြင်ကိုတစုံတစ်ယောက်ကလက်သေးနဲ့ကုတ်တယ်။ကျွန်တော်လှည့်ကြည့်လိုက်ပြီးလက်ခါပြလိုက်တယ်။အဲ့ဒီမှတ်တိုင်ရောက်ရင်အမြဲတမ်းမြင်နေကြတော့ခေါခေါပိတ်ချုပ်ချုပ်နေလူတယောက်။အုံနောက်ကပုံမှန်မဟုတ်ဘူး။သူ့ရဲ့ဆက်ဖြစ်ဖြစ်မျက်နှာကြီးနဲ့ဗိုက်စာလို့ဗိုက်စာလို့လို့အမြဲတမ်းပြောပြီးလူတွေကိုလက်နဲ့ကုတ်ပတ်စံတောင်းနေကြ။ ကျွန်တော်ကလက်ခပြတော့ကျွန်တော်ဘေးကလူတယောက်စီရောက်သွားတယ်အဲ့ဒီလူကလည်းမရှိဘူးဆိုပြီးအတန်ထွက်လာတယ်အဲ့ဒီနောက်မှာကျွန်တော်ထိုင်နေတယ်ညာဘက်အချမ်းစီကူးသွားပြီးတယောက်ပြီးတယောက်အားလုံးစီကမရဘူးမရှိဘူးဆိုပြီးပြောတဲ့အတန်တွေတန်းစီပြီးထွက်လာတော့ကျွန်တော်အတော်လေးဝမ်းသာသွားတယ်တကယ်တမ်းသာဒီလိုဆိုတီကောင်ဘာခဘာခိုင်နိုင်မှာလဲကျွန်တော်ကြည်ကြည်နက်နက်မမတ်ရရ အဲ့ဒီကောင်ရဲ့မျက်နှာကိုလှမ်းခဲခက်လိုက်တယ်။ဒီကောင်နင်းနေတော့စိတ်ပြက်သွားမှာပဲပေါ့။သူကလည်းနောက်ကားပေါက်ကနေနေပြီးတော့ကျွန်တော်တို့အားလုံးကိုရက်ပြီးငေးကြည့်နေတယ်။ဒါပေမဲ့ကျွန်တော်ထင်သလိုစိတ်ပြက်လက်ပြက်ပုံစံနဲ့မဟုတ်ဘူး။နောက်ပြီးပတ်စံမရလို့ရန်ဆောင်နေတဲ့ပုံစံမျိုးလည်းမဟုတ်ဘူး။သူ့ကြည့်ပုံကကျွန်တော်တို့အားလုံးကိုတနာကြည့်ဦးနာတတ်နေတဲ့ပုံမျိုး။ဟုတ်တယ်ဟုတ်တယ် ကျွန်တော်တို့ကိုတနာအနေနဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ခေါင်းလေးတငိမ့်ငိမ့်နဲ့ဗစက်ကလည်းညီးလိုက်သေးတယ်။အော်မရှိကြပါလားနော်တဲ့။တောက်ကြကြိုက်သောဇာစုလေးများမှကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်။နားစင်ပေးသူတယောက်ချင်းညီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်။လူအချက်များရှိခဲ့ရင်လည်းတီးခံပေးကြပါရှင်။ ကျမကတော့စာဖတ်သူပမ်မန်ပါ